စောင့်ပြဝါဒနာရှင်မြန်မာပြည်သူပြည်သားအားလုံးမင်္ဂလာပါကျွန်တော်ရဲ့အညာစား YouTube Channel လေးကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာဒီတစ်ခါမှာတော့ချင်းလွင်းမြစ်နဲ့ AR မြစ်ပေါင်းစုံရရည်လေကျွန်းဒေသနိုင်ငံကျော်ကိုကြီးကျော်နန်းနန်းတီနေရကအညာဒေသကိုအခြေခံစိုက်ရင်ဒေသကကိုကြီးညုံနဲ့မခင်နောင်းတို့ရဲ့အချစ်ဇလန်းလေးဖြစ်တဲ့စာရေးဆရာမကြီးခင်ခင်လူကြီးသားတွေဝယ်လဲတော်မဆိုတန်းထိုးလို့ကြုံမဲဆိုတဲ့အညာဝတ္ထုကြီးကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့အဆုံးထိနားဆင်ပေးသွားကြအောင်ခင်ဗျာ ခྱི་တော်တော်ရောက်လာတော့နပွဲလာလဲတန်းကြီးတွေကိုဘယ်နေရာပဲကြည့်ကြည့်အားရစရာကောင်းအောင်လှမ်းမြင်ကြရပြီရှီတမျိုးတစ်ခုံမှလည်းလက်တုပ်နောက်မျက်စိတစ်စုံမှလည်းလက်တုပ်ရှီရှီကလက်ကုံတွေကုံရောင်းသွားကြတာနဲ့ပင်တူသည်ဖုံလုံးကြီးတွေလဲတန်းတစ်လျှောက်တလိမ့်လေးတစ်ဖွာဖွာတက်နေသည့်ကြားမှာပွဲသိမ်းမင်းကိုကြိုးစိုးနှုတ်ဆက်ကြမြင်သူများဘီးတစ်ဖက်ချက်ကျယ်ပြန်သောစိုက်ခင်းကွင်းမြင်ကြီးထဲမှာဖုံတွေအုပ်လိုက်တင်းလိုက်ဖွင့်နေတာမြင်နိုင် လှယ်တန်းကြီးရှိနေမှာပဲလို့ခင်းနှောင်းခမန်းလို့ရသည်အညာကြည့်လက်မှမြင်နေကြဒီမြင်ခွေးတွေက လွမ်းစရာကောင်းလောင်ခင်းနှောင်းဖို့တော့ကြည်နူးစရာရဲ့ကြီးဖုံထလှယ်တန်းကိုခင်းနှောင်းခံစားလို့ရသည် နေရောင်ဆူဆူကလေးကြက်လာတော့လက်ပေါင်းမိုးကလေးတွေမှာခင်းနှောင်းတို့ချွေးတွေရောဖုံတွေရောလူးစားပြုတ်ပြီးနှွားတွေကတော့စိုက်ခင်းကြကလှယ်လမ်းမှာကုန်းကြယုံကြနဲ့ပန်းကြပုံမရသေးပါဒီထက်နေမြင့်လာလျင်တော့နေပူပူဖုံမှုတွင်သူတို့ခမရန်လဲပန်းကြရှာရောက်မည် ။ဒါကြောင့်လဲနွားတွေနေမပူမိခင်ရွာကစောစောထွက်ရခြင်းဖြစ်သည်။အချို့ကလည်းတလဲချင်းတီးတန့်သွားကြသူတွေရှိသလို စပိန်သမားတချို့ကလည်းမကြခဏဆိုသလိုတွေ့ရသည်။ဒီဘက်၄၅နှစ်မှာတော့ဆိုင်ငယ်တွေကလည်းစေးရင်ကတဲ့ညုံများလှဲလန်းကြိုက်ခွန်များကို တိုးဝေဖြတ်ကျော်ရင်းကိုကြီးကျော်ပွဲတော်ကင်းကိုအမြန်ခီးနှင်ကြသည်လည်းရှိပါ၏။ဖုန်တွေမုန်းလိုက်တာခလေကလိုက်ရတာမဟာမောင်နောက်ပြောင်းမှ အမောင်လေးကလှဲရှိမှမောင်းရသူဆိုတော့မွလာမုံရသည်ပါဇက်ကပြောပြောဆိုဆိုဖြင့်နွားတွေကိုစုပ်တက်ရင်းလှဲကိုလှဲတန်းကြီးထဲမှခွာကလမ်းမေးဖယ်ဆင်းလိုက်သည်အမောင်လေးဒီလိုဆင်းလိုက်တော့နောက်လဲတွေပါတုံ့ငုံတော့သည်ဟေးဘာဖြစ်တာလဲကွာချစ်ခင်ဟေးကလဲနောက်လဲဆရာကူကြီးကတခုခုဖြစ်သည်ထင်၍မေးခြင်းဖြစ်သည်ဒီလိုလဲအုပ်နဲ့တွားရလာရသည်မှာလမ်းတွင်တစုံတရာအခက်အခဲအန္တရာယ်ရှိလျင်တော့အချင်းချင်း ဝိုင်းညဝင်းညကုညီနိုင်ကြတော့တွားရလာတာကောင်းသည်တူဦးကိုတူဖေးမခေါ်ယူနိုင်ကြသည်ဖုံမုံလို့နောက်ကလိုက်မလို့အောင်မာတောသားကဖုံကြော့တယ်လို့ကွာမင်းနဲ့ဖုံကြော့တာမဟုတ်ဘူးရှည်လဲနောက်လဲကြလိုက်ရမော်တော်ကြက်လက်ကြီးမလို့ကျော်မသာကျော်သမ်းပါဗျာခင်နောင်းတို့နောက်မှာပါလာတော့လှင်ကားကြီးကြော်တက်သွားတော့မှခင်နောင်းတို့လဲကလမ်းပေါ်အလိုက်တစ်ပြန်တက်ရင်နောက်မှာဆက်လိုက်ကြသည် ဒီဘက်ပိုင်းရောက်လာတော့စီးကွင်းတွေကပုံများလာသည်ဟိုတုန်းကဗမာစီးရွက်ကြီးခေါ်ကြသည်ပြည်ရင်းစီးအဆိုင်များတော့လဲဒီဘက်ပိုင်းမှာတော့ဗာဂျီးနီးယားစီးတွေကိုပို့ဆိုင်လာသည်ခင်နောင်းတို့ရွာတွေကတော့ဗမာစီးကလားစီးဟုသာခေါ်ကြသည်အေယာဝီမြစ်အရှိဘကန်းရွာတွေစီကစီးကိုကုန်းစီးဟုခေါ်ပြီးခင်နောင်းတို့နယ်ဘက်ကစီးကိုတော့ကျွန်းစီးဟုခေါ်ပါသည်ကုန်းစီးကပြင်းသလောက်အရသာတက်သည်ကျွန်းစီးကပော့သည်ချိုသည်ဒါကြောင့်များ မြင့်မြင့်ကြားကဒီကျိုးဆက်နေတဲ့ဒေသကိုစိတ်ဆိုင်သည့်ကျွန်းခေါ်ကြတာဖြစ်လိမ့်မည်။ကိုကြီးကျော်ပလီလုံးနဲ့စိတ်ဆိုင်တဲ့ကျွန်းဆိုသည်မဟုတ်လား။ကိုကြီးကျော်နှစ်သက်သောစေးပင်များကိုရတခင်းစီသုံးပင်စတိထစ်ဆိုင်ကြသည်မည်။မြေပဲဆိုင်ဆိုင်ပဲဆိုင်ဆိုင်နေကြဆိုင်ဆိုင်စေးပင်သုံးပင်ထစ်ဆိုင်ကြခြင်းအပြင်အလေးအမြတ်ပြုကြသည်။ဒီလိုဆိုင်ကြတော့တိနံအောင်မြင်ဖြစ်ထွန်းသည့်ကိုကြီးကျော်စောင့်ရှောက်သည်ဟုယုံကြည်ကြသည်။နေအောင်ယုံကြလာတော့ လမ်းမေဝဲရာကနေကြပင်တွေငိုက်နေရမှခေါင်းမတ်လာကြပြီအချို့အခင်းတွေကနေကြကြီးတိတန့်ဆိုင်ထားခြင်းမဟုတ်ကြသလိုမြေပဲကင်းစေးကင်းတွေထဲမှာကွက်ပြောက်ထူးသီးမျက်စိုက်ထားတာများလည်းရှိကြည်စေးကင်းတွေကစိမ့်စိမ့်နေကြပွင့်တွေကဝါဝါကောင်းငင်ကပြပြတခင်းကစိမ့်စိမ့်နေကြဝါဝါလှလွန်းလာသည်ရွာရိပ်ဝင်းကျင်ဖြစ်သည်စီကျိတ်ယူကြသည်စီထွက်နေကြဆိုတော့ခင်နောင်းတို့နေတဲ့ကြောလုံးအခုတော့နေကြစီကောင်းမှန်းသိကြပြီ ေပဲစီနှမ်းစီကမြားလာတော့အခင်းကထွက်သမျှငွေဖော်ကြရသည်ပဲစီနှမ်းစီစစ်စစ်ဆိုးလင်းစေးပြဝါးပြလောက်ယူထားကြတာများပြီပဲစီမှုမွေးနှမ်းစီတင်းတင်းကလေးနှစ်ဖြစ်ငင်ညသူအဖို့တော့ရှိကလို့စင်အိုးကြီးစင်အိုးငယ်တော်တွေဘောင်းလောင်အောင်မစားဖြစ်ကြတော့ပါနှစ်ပေါက်လိုသလောက်ယူထားတာမျိုးလောက်ပဲရှိတော့သည်ကိုနေကြခင်းကနေကြစီကလုံလောက်နေတော့ဈေးကောင်းသောမြေပဲနှမ်းတွေရောင်းလိုက်ကြတာများသည်နေကြစီသည် အဖေခေါ်သလိုခစ်သစ်စားစီဖြစ်တော့ဤဟိုဘယ်ကလဲတွေပါလိမ့်လို့ဖြုံမှုဖွဲ့ကိုဗျထင်တော့ထင်သားဒီအထက်လာတဲ့လဲတွေဆိုရင်အဲ့ဒီရွာတွေဘက်ကဖြစ်မယ်လို့ AR မြစ်စိတ်ကန်းမြေတော်ရွာကပြိဆန်စီးကူစရာလေးကိုသိန်းနံကခင်နောက်တို့လှဲ့နောက်ဖုံနေကြတဲ့စိုင်းငယ်တစ်စီးနဲ့ရောက်လာသည်ကိုသိန်းနံကမြေတော်ရွာသားတော့မဟုတ်မြေတော်ရွာကြီးမှာတဲခုံနေထိုင်ရင်ခင်နောက်တို့ကျွန်းနယ်ကကျွမ်းနာတလိဆန်တွေကို စေကုပေးနေသည်ဖြင့်ကြာပြီဖြစ်သည်တနေ့လုံးကဆရာလေးခေါ်ကခင်ရမင်ညသည်လူမျိုးဆေးစရာမှန်းသိတော့ကျွံ့ရသူတွေကဗီဒီယိုမင်းသားလောက်အရေးပေးခံရသူလည်းဖြစ်၏အော်နော်ဆရာဘယ်တော့မှနှစ်ပွဲလားအမောင်လေးကဆရာလေးကိုသိနေကုန်နွားဆရာကိုခေါ်လိုက်တော့ခင်နောင်းမင်းညနာကလေးဖြန်းကနေပူသွားရသည်အများခေါ်သလိုဆရာလေးကမခေါ်ပဲအမောင်လေးကနဝယ်မဆက်စီနန်သားကို တည်တည်ချာချာများရှာကြံသုံးလို့ရသလားခင်ရည်အမောင်လေးကရွာမူလာတဲ့เจ้าဆရာလေးကိုเจ้าဆရာလို့ခေါ်နေကြမိလောင်ကျွန်းရွာကကြီးလက်ကျမ်းမာရေးမှုကလေးကိုကြတော့စီးဆရာတဲ့အမေကအများခေါ်တယ်လို့ကိုသိန်းနံကိုဆရာလေးလို့ခေါ်ဖို့ပြောတော့အမောင်လေးကသူကပင်မှန်တယ်လို့ပြန်ပြောတတ်သည်အမေတို့ကလည်းဗျာစီးကူတော့လေဆရာလေးနွားစီးကူတော့လေဆရာလေးစာသင်တဲ့ဆရာလေးဆရာလေးဟော တီလာရှင်ကြတော့လဲဆရာကြီးတဲ့အမေတို့ခေါ်ရတယ်မဟုတ်တာသူကလည်းသူခေါင်းတက်ခေါ်လိုက်တော့မရှင်းဘူးလားဗျဒီလိုအခေါ်ဟောကိုအကြရိုက်နေဘူးထင်ရတော့လဲအမောင်လေးကတော့ရိုးရိုးသားသားသုံးချင်းဖြစ်ကြောင်းခင်နောင်းတာသိပြီဆရာလေးကိုသိန်းတန်းကတော့အမောင်လေးတကြောသိနေသူမို့စိတ်မဆိုးတတ်တော့ပါကိုသိန်းတန်းကတနေ့လုံးကလူရည်နဲ့တင့်တဲ့အောင်ပေါက်တဲ့သူမို့လူချစ်လူခင်များသည်အထူးသဖြင့်လူကွာစားအမောင်လေးနဲ့ ်အဖွဲကြကြပေါင်းတတ်တာကိုပဲခင်နှောင်းအံ့ဩရပါသည်အမောင်လေးကလည်းကုသိန်းနံကိုတော့ခင်မင်မုံရသည်သူ့နှွားတွေကိုလမ်းကြုံတိုင်းဝင်ဝင်ကြည့်ပြီးနေတာကလည်းပါပါလိမ့်မည်အခုလဲခေါ်ပုံကနှွားဆရာတဲ့ဆရာလေးမျက်နှာမှာလဲဖုန်ွေအလူးလူးနှစ်ဘွဲ့ရေမဟုတ်ရပါဘူးဗျာငတိော်ဘက်သွားမလို့ပါအင်းကိုချစ်ခင်တို့အဖွဲကိုမြင်တော့နှစ်ဘွဲ့အထီတော်လိုက်ရှင်လာပြီပျော်စရာကြီးဗျာဩလိုက်ခဲ့ပါလားနှွားဆရာရဲ့ဘာခတ်တာမှတ်လို့ ။နှစ်ပြောရောက်ရင်ဆိုင်ငယ်ဝင်ထားခဲ့။ကျုပ်လဲပေါ်တက်လိုက်ခဲ့။ဒီမှာအချောင်ကြီးပြာ။အကြီးကျော်တို့ခေါ်တော့ငါအောင်ကြီးဆောင်ကြီးလောက်ခဲ့တော့အမောင်လေးကကိုသိန်းနံကိုတော့လူလူလတ်လတ်ကြီးခုန်နေပါရောလား။တကယ်တော့မိန်ကလေးအုပ်နေပဲလက်ပေါ်မှာထိုင်စရာမရှိတော့တာတိလျက်နဲ့။ခင်တော့ငါအမောင်လေးကိုစိတ်ပြက်သွားပြီတော့လဲ။မမီစန်းနဲ့မမီဂျန်တို့ကတော့အခုကနေ့ကကိုလုံးကလေးတွေကျုံပေးနေကြမှုရပါသည်။ကိုချစ်ခင်ကခေါ်တာဟုတ်ပါပြီခင်နောက်တော့ကလိုက်မှလိုက်စီခြင်းလားဗျာ တို့ကြလက်ကျက်တယ်ဆိုပြီးကျွန်တော်ကိုတွန်းချနေပါဦးမယ်ဗျခင်းနှောင်းကဘာပြန်ပြောရမှမသိသဖြင့်မျက်လုံးကလေးပြူကကိုသိန်းနံမြန်ကြည့်နေမိအကြီးကျော့ကတော့စကားဖောင်ခြင်းသူပြပြီးကိုသိန်းနံကိုလိုက်ခဲ့ဖို့သာတွင်နေကြီးခေါ်နေတော့သည်ပေပောင်မိုးကခေါင်းထုတ်ရင်းအော်ကြီးဟစ်ကျဲခေါ်နေသေးသည်လိုက်တာလိုက်ခဲ့တမဆရာလေးမောင်ကြီးကျော်ပဲသွားတယ်လေကြက်တယ်လို့ပဲရှိပါဆက်တဲ့လောက်တက်တက်တဲ့လောက်ဆက်နှစ်ပွဲလေးပါတော့ဟုတ်ပါပြီဗျာကဲကိုချစ်ခင် ကျွန်တော်ငရီယောရွာတိကစောင့်နေမှာဗျာတောမယ်နော်ဆိုင်ရဲကိုကလေးမောင်မောင်တုံးခုံနေအောင်ဟူကနေဆီထွက်သွားသောကိုသိန်းနိုင်ကြောပြင်ကိုကြည့်ရင်ဘာရမဟုတ်ခင်းတော့စိတ်ရှုပ်သွားရသည်ကိုရော်ကလူဆိုလက်ဝမှာအနေကျက်စရာမရှိဒူတင်ပေါင်နေဖြစ်သလိုစီးတဲ့ကြတာမဆမ်းပါသူလဲကိုလဲကျုံသလိုကြတယ်လို့စီးနေကြအခုတော့တရွာသားလူတို့တယောက်လက်ဝမှာအတူထိုင်လိုက်ပြီဆိုတော့အခါခင်းတော့မနေတတ်မထိုင်တဲ့ဖြစ်ရတော့နီးပြီးတော့ဆရာလေးကို ရွာပေါင်းစုံကတည်နေကြတော့စကားတင်းအဆူခံရမှလည်းခင်တော်ဆိုးရင်ဒီအပြိုရေကြတဲ့သူကလည်းငုတ်တုတ်ထိုင်လိုက်အောင်မလားအမောင်လေးကသူတင်းထင်းတယ်လို့ရှင်းတော့စဉ်းစားနေတတ်သူမဟုတ်အမောင်လေးကလည်းလက်ကပြီးကြက်နေပြီးဟာသူလန်းသူသွားတဲ့လလန့်ခေါ်လိုက်ရသည်ဟာသူလန်းသူသွားတဲ့လမ်းပြီးသည်ဒီလိုလူမျိုးပေါက်ထားရတယ်ဘာမှတ်လို့လို့ကိုကနွားနဲ့လှုပ်ရှားနေရလားနေတော့လူငွေနားမလဲဘူးဟာတာနေစမ်းပါသူကပြောရတယ်ရှိသည်ခင်တော်ကတော့ နှုတ်ခမ်းကလေးစုကအမောင်လေးကြောပြင်ကြီးကိုသာမျက်စောင်းလှမ်းချိန်မိလိုက်၏။မမီဆန်လုံးနှစ်ယောက်ကတော့ကိုသိန်းနံလှဲ့ဖို့ပါလာမှာကိုပဲအတွင်းနဲ့ပြုံနေပုံရသည်။စကားတွေကပိုရေးလှိုင်လာသည်။အတန်တွေလည်းစီထွက်လာသည်။ကံဦးရွာကိုကြောတော့နပွဲပြန်လှဲ့တန်းကြီးနဲ့ခေနောင်းလုံးလှဲ့တန်းကြီးမျက်နှာချိဆိုင်လာဆုံရသည်။နပွဲပြန်လှဲ့ထိတ်အတန်ချက်ဆက်ကနှစ်ဒိုးတန်နဲ့နပွဲတော်လှဲ့ထိတ်ကနှစ်ဒိုးတန်ချင်းထိတ်တိုက်တိုးကပုတ်ပွက်ရိုက်နေလေတော့၏။ နပွဲပြန်လဲတွေပေါ်မှာနှစ်ပေါက်စာဝဲချမ်းလာကြတာများကုံတွေကအပြီးစင်အိုးစင်ခွက်တွေဖြာလိုက်တွေတောင်ပလုံသဘောစကားတွေပောက်တူးပောက်ပြတည်ရင်းနေထဲသွားတွေအခောက်ကူဆောင်းထုတ်ကြီးတွေကလေးကစားစရာအိုးစီလကွင်းအိုးပုတ်ကျိုးရွတ်တွေလှဲ့နေအပြည့်ဗရေသာပင်တီးလို့နေသည်သူတို့လဲတွေကဝင်ပြစ်ပါတယ်ဗျနောက်ဆုံးလုံဖြစ်ဘူးဘေးကပ်ပေးုံဆိုဖြစ်တယ်ခမရတို့လဲတွေကကစင်းရိုးခွမောင်းရမှာဖြစ်မလားဗျ တစ်ဖက်လက်တန်းထိတ်ကတာလက်ဦးစီးကអော်ပြောတော့ကိုကြီးတာမောင်ကလက်ပေါ်မှာဆင်းကြည့်သည်လက်လံပေတစ်ဖက်တစ်ချက်ရှိစိုက်ခင်းတွေထဲမှာမြေဘက်ပင်တွေနေကြပင်တွေကတူးမပေါအောင်ကောင်းလွန်လာသည်အခင်ကိုပြက်စီအောင်မလုပ်ရဥပဒေထုံမထားတော့လဲခင်နောက်တို့ကြီးလက်နေတိုးသူတောင်သားတိုင်းဒီစည်းကမ်းကိုတက်နိုင်ကြမြလိုက်နာကျင်သုံးတတ်ကြသည်ဆိုင်ခင်ခင်တံဘုတ်ကိုယင်းနဲ့အမြခန်းစားနားလေကြမျိုးဖြစ်သည်လဲပင်ရာကြောင်းကြီးနှစ်ကြောင်းကိုတကြောင်းစီခွာယူကြရမည် ဘေကမီလေးကအตาရထရရတော့လေရှောင်းမောင်းရမီခင်နောင်းတို့လဲတွေကတစ်ဖက်ရှိကစင်းယိုးမြင့်မြင့်ကြီးပေါ်မှာလဲဘင်းတစ်ဖက်နင်းတက်ကစောင်းရှောင်းရမီဖြစ်သည်ဖြစ်တယ်ဖြစ်တယ်ကဲခမရတို့ကဘေးကိုရသလောက်ကတ်ကြပြီရော့ဝင်ပါတော့လဲတွေကိုညာရချင်းဒီလေရက်ရွာကျင်ဝဲအဖြစ်ဆွဲမှတ်ထားကြည်ခင်နောင်းတို့လဲတွေတချမ်းစောင်းတော့လူတွေပါပုလို့ပလက်လန်ကုန်ကြသည်မောက်ကုံထိုးသူကထိုးဖြစ်ကုန်ကြသည် ဒါကိုပဲတဝါဝါတဟားအဖြစ်ပြောရခြင်းဖြစ်သည်ဒီကြတဲ့ရှောင်းရင်တရင်ဟိုဘလဲတွေဘောကဝဲချမ်းလာတော့ကုန်ပစ္စည်းစင်းလုံးကိုလမ်းဆောင်ဆန်းလိုက်ကြသည်ဟိုတော့ကဆိုရင်အကြီးကျော်ပြောသလိုတစ်ဖွဲ့နဲ့တစ်ဖွဲ့မရှောင်းစတဲ့အရှောင်းမပေးစတဲ့လှဲတော့ထောက်ကရွတ်ခဲ့ပေတဲ့သူတို့တော့ကလည်းပြောကြမှာပဲဒါဒီပြင်နှစ်ပွဲတော့ရသည့်ခီလန်အရသာတစ်မျိုးဖြစ်တော်၏ကံဦးရွာကအနောက်ကိုဆွေပေါင်းလာတော့ မကြခင်ရွာကျော်ရွက်ကျော်နာမည်ကျော်မိုးဝဲချောင်းနဲ့ညီကခင်နောင်းတို့လဲတန်းကြီးကိုကက်လန့်ဖြစ်စီးကြုံနေပြီခင်နောင်းတို့လဲတွေဒီဘက်ကြောက်ထိတ်မှာအတန်းလိုက်ရဲလိုက်ကြသည်ကိုကြီးတမောင်ကလှဲဦးစီးပြီးပြီးလှဲထိတ်မှမတက်ရရင်အနောက်လက်တက်စီသို့လှဲ့လေအော်လေကဲချောင်းချောင်းချောက်တက်အစိမ့်နဲ့မောင်းကြမှာနော်တစည်းနဲ့တစည်းကပ်မလိုက်ကြနဲ့ခွာလိုက်ကြဟေးလှဲမကောင်းရင်လူတွေဆင်းခိုင်း မိုးဝဲကြောင်ကြီးကအစင်းနဲ့တလောက်အတက်မတ်ဆောက်လွန်လာသည်နွားမကောင်းရင်ဒါမှမဟုတ်လှင်ပေါင်းမကျွမ်းကျင်ရင်ပြန်လန်ကြတတ်သည်ကြောင်ခင်နောက်ငငယ်ကတော့ဒီလောက်စောင်းမနဲ့လာပါမိုးချောင်းရီတွေနှစ်စင်တိုက်စားပြီးတကယ့်ကိုကျောင်းနဲ့ကြီးဖြစ်သွားခဲ့ရပြီလေဘော်တွင်ပါလာသောထမင်းအိုးတောင်ဟင်းအိုးတောင်မှအစလေဘော်မှာပါလာသည့်တောင်ပလုံးမှန်သမျှကိုလူတွေကခေါင်းရက်ဖြင့်ကဲ့ယူကြရသည်လေဘော်တွင် လင်မောင်တူသာလိုက်ရသည်လဲစင်လက်တက်အိုပါစီရန်ထက်ကြောက်စင်းကြောက်ထက်မှာပါသမြတ်ပစ္စည်းအကုန်ပြုတ်ကြတဲ့တော့ကြောင့်ဖြစ်သည်ကဲဖေသားကြီးကြိတ်လိုက်စမ်းကွာဒီတောင်ကိုမောင်ဖြူပါ့မြင့်မုံမလားလောက်ဖာတိုင်းအိုဘာရဲဖြုံမှုလဲအာကားမလို့ကွာဟေးနွားချုံကတလဲလဲလဲဆောင်တဲ့ကြောင်ကြောင်ဖြစ်နွားကြံစုံတို့ကိုခြေကုံနေပြေးကြတော့သည် ခင်နောင်းတို့တွေကဘေးမှနေ၍ညာသန်ဒီဝိုင်းဘေးကအော်ကြဟစ်ကြနဲ့ကိုကြီးတမောင် လက်ငန်းပါထိတ်ကိုရောက်သွားလိမ့်မည်။လဲပြီးတစည်းပြီးတစည်းတက်နေကြသလိုလူတွေလည်းတောက်မလုံးနေရွက် ကုန်းကြီးကိုအပြင်းပေါ်တက်ကြသည်မှပျော်စရာ။ခင်နောင်းတို့တော်သူတွေကတော့ဒီကောင်းရံလောက်တော့ခေါင်းပေါ်ကအချိန်၁၀တောင်းဖြစ်ပါသေးကစုံပေါက်နိုင်ကြသည်သည်။မွေးကလေးကရာထဲကိုင်းနေနေပူစခါနေကြမ်းကြမ်းနေကြမ်းကြမ်းမှအလေးကျင့်ရပြီလား။ဟေးချစ်ခင်လာလာကွာ မင်းတလေကျင်တော့တာကွာဂျာဟူဘကမ်းမထိတ်မှာအမောင်လေးလှဲတစည်းသာကျင်တော့သည်ခင်နောင်းတို့တောင်းရသူတွေတောင်းဒီဘကမ်းမထိတ်ရောက်နေကြပြီလာပြီဗျလာပြီလာပြီပြောပြောဆိုဆိုပြည့်အမောင်လေးကလက်ကိုအရှိန်ကောင်းကောင်းတရက်ကျန်းပေါင်းဆင်းလာတော့သည်ကုန်းတက်တဝက်လောက်ထိနွားတွေကအရှိန်ဖြစ်ပါလာတော့လေကုန်းတဝက်အရောက်မှာနွားတွေအရှိန်ကောင်းကကုန်းကြရုံကြတော့သည်ကုန်းကုန်းယုံယုံဖြစ်တက်လာတော့ တိမ်မြန်နဲ့ငဏီကိုခင်နောင်တနာလာစွာလှမ်းကြည့်နေလိုက်မိ၏ခင်နောင်တို့အိမ်မှာတိမ်မြန်နဲ့ငဏီပြင်နမကြီးတကောင်နမတကလေးနှစ်ကောင်နဲ့နဘောက်ကလေးနှစ်ကောင်ရှိသေးသည်အိမ်မွေးချံပေါက်နွားတွေကိုကဒံကနမွေးတဲ့ကြပြီးတောသူတောင်သားများနွားများလီဂုံရှိလေတာဖြစ်သည်တိမ်မြန်နဲ့ငဏီအတွဲကတော့ထွန်ရထေရအာကောင်းပေါင်းသံခိုင်နွားကြီးနှစ်ကောင်ဖြစ်ုံကအတိုင်လဲညီသောနွားညီနောင်ဖြစ်သည်ခိုင်နွားကြီးဒီဆိုတော့လေ ်ဒီလိုခီးဝဲခီးချမ်းနေပူကျဲကျဲမှာခီးနေရတော့လေပန်းရှာရသည်အမောင်လေးကလူတွေနဲ့အပေါက်လမ်းမတက်ပေမဲ့ဒီနွားနှကောင်ကကြတော့အလွန်ညှတာသူဖြစ်သည်တုံနေအောင်ဖြစ်သည်ဟာလုံလုံကြပါအောင်ဟာခင်နှောင်းကြည့်နေသေးမှာပဲငနေကြီးခြေခေါက်လဲသွားတော့သည်အမောင်လေးကလည်းလက်အောင်မှခုံစင်ခင်နှောင်းကလည်းကုန်းထိပ်ပေါ်မှတလဟောပြင်းစင်လိုက်တော့ဤလဲကကိုယ်အမော့မှခြေကုံမမြဲပဲနွားတစ်ဖက်အညွတ်မှာ တလိမ့်လိမ့်ထိုးကြသွားတော့လေးလက်ဆငဏီကြီးပင်ခြေခောက်လျက်တရွတ်တိုက်ပါသွားသည်ခင်နောင်းတို့မောင်နှမဘာလို့မှမသိဖြစ်နေစင်မှာလဲပိန့်ကိုတယောက်ကဖမ်းဆွဲကတုတ်မြက်လိုက်သည်အချိန်နဲ့စောင်းကြတော့မြည်လဲကတန်လန်းကြီးရက်သွားသည်ဟဲ့လွဲလူတုံတုံပါလာတုံလဲပိန့်အောက်ကကြံတော့ခုလိုက်နွားကိုတောင်းမဆွဲနေလေဗျာထထဘာဖြစ်ခုတုံးလာယူအမောင်လေးကသူ့နွားငဏီကြီးကိုဆွဲပွေထားရမှလွတ်လိုက်ပြီး လက်အောင်မှခုစီယာတုံးချသည်လက်နှင့်နွားဝင်ကြီးကိုကုန်းပေါ်မှရှော့မကြအောင်တောင်ထားရသောလူစိမ့်ကိုခင်းလောင်းမော့ကြည့်လိုက်မည်သည်လမောင်းကြွတ်သားတွေကဂျိုင်းပြက်အင်းကြီးတွေကကုံယုံထွက်နေသည်ချင်းနှဖက်တော်တော်ကြီးကကခါကိုကော့ထားသည်လေကျော်ပါကျော်ကြီးတွေထောင်းနေအောင်အတင်းနေလိုက်ပုံကအကျော်တွေများပောက်ထွက်တော်မလားထင်ရသည်အမောင်လေးကလဲပင်အောက်ကိုတုံးခုလိုက်တော့မှသူ့ညအားတွေရှော့ချလိုက်ပုံရသည် ကိုကြီးတာမောင်တို့တွေလည်းပြင်းစင်လာကြပြီးငဏီကြီးကိုကိုင်းနေသောခြေထောက်ကိုဆက်မှုလုပ်တော့လူစိမ့်ကဟန်တားလိုက်သည်နေချောင်းနေချောင်းအဲ့ဒါလိုလိုလိုဘေးရမလဲဗျနွားပူနာမှာပေါ့နွားကိုထဘိုးကအရင်ချွတ်ပစ်လိုက်လက်တော့မြန်မြန်ထောက်လိုက်ကြအောင်ဟိုဘက်နွားကိုအရင်ဖြုတ်ခမရလဲခါတချမ်းစောင်းနေစားနေနေအဲ့ဒီလိုကြုတ်ထုမယ်သူခိုင်းဒီအတိုင်းလက်တော့ကိုထောက်ပြီးတင်းပြာကိုအရင်ချွတ်လိုက်ကြသည်လူစိမ့်ကငဏီကိုအရင်ဆွဲပွေလိုက်ပြီးမှခွေနေတော့ခြေထောက်ကို ဆွဲဆန့်ချလိုက်တယ်။ဒီတော့မှငဏီကြီးသူ့ဘာသာမတက်ထရသည်။အမောင်လေးကတော့ငဏီခြေတော်ကိုစုပ်နေပြီးချော့နေသည်။ခင်နောင်းကတော့မဖြစ်ကောင်းဖြစ်ကောင်းခြေတော်များကျိုးသွားလေသလားစဉ်းစားမိတော့မြိတ်ရီဝိုင်းနေမိလေ၏။ဖီးကြောမကြိုက်တာများခင်နောင်းတို့ပြောမဆိုမှရှိခဲ့မိလေသလား။စိတ်ထဲကပဲဖီးကြောကိုလှမ်းတောင်းမှန်မိသည်သည်။ပြီးတော့အဖေကိုသတိရသည်သူနွားတွေဒီလိုဖြစ်တဲ့ကြားလို့ကတော့ထမင်းမင်စားလိုက်နေမဟုတ် တော်သေးရဲ့နွားကခြေတော်နည်းနည်းနိုင်အောင်မှကျိုးတော့ပဲ့သားတာမဟုတ်ဘူးကဲခမရနွားနှကောင်ကိုကုန်းထိတ်ဆွဲသွားတော့လက်ကိုကျုပ်ဆွဲတင်ခဲ့မယ်ကုန်းတက်ကြီးဖြစ်ပါမလားကဲမှာကျုပ်ရှိရဆွဲရမယ်ကျန်တဲ့လူတွေကလည်းလှဲပင်းဝိုင်းတိုးပေးကြရင်ဖြစ်ပါတယ်အမောင်လေးနဲ့ခင်နှောင်းတို့နွားနှကောင်ကိုကုန်းထိတ်ဆွဲယူခဲ့ကြသည်လူစိမ်းကထဘိုးအောက်ကိုပခုံးရှူကလှဲ့ကိုဆွဲဖို့ပြင်သည်ကိုကြီးကတစ်ဖက်လူစိမ်းကတစ်ဖက် န္တကောင်ယုံဒီနေရာမှာဂုတ်ဝင်ဖို့ကပခုံးနှစ်ဖက်ကိုထဘိုးအောက်တိုက်ဆူရင်ကုန်းအမုတ်ကိုလှဲဆွဲတက်လာတော့လူစိမ့်ကိုခင်နှောင်းအာနာနေမိသည်ကိုကြီးတမောင်တို့လူအုပ်ကလှဲဘိန်နှဘိန်ကိုဝိုင်းတွန်းတင်လိုက်ကြတော့လက်အင်ကြီးကုန်းထိတ်ရောက်လာခဲ့တော့ဤလှဲဆွဲတက်လာရတာတတ်တာပုံမရခင်နှောင်းကတောက်ရိပ်ကလေးတစ်ခွက်ခတ်တိုက်လိုက်နေသည်ကျေးဇူးကြီးပါပဲဟာအေးလိုက်တာဗျာအမောကိုပြေကြရောကိုင်းနွားကိုကြည့်ကြအောင် ငနီကြီးခြေထောက်နာငုတ်ထိုင်ရင်နွားခြေထောက်ကိုစုပ်ကနှဲကစမ်းနေသည်ငနီကြီးကခြေကိုတစ်ချက်ခါလိုက်သည်ဘူးကလေးတစ်ချက်អော်သည်အမောင်လေးကတော့ငါသာဖြစ်လိုက်ပါတော့ကွာဆိုသည်မျက်နှာဖြင့်တုံ့မုံနေသည်음နည်းနည်းတော့နာတော့ဝင်ရတယ်နှစ်ပွဲအထိဆိုရင်တော့တော်တော်သွားရအောင်ပါပဲနွားကိုခဏအနာပေးလိုက်ရင်တော့ဖြစ်ပါတယ်ဒါပေမဲ့ဝင်းတွေနဲ့တော့ရုံးနိုင်မှာမဟုတ်ဘူးခမရတို့လေကဝင်းတော်တော်ပါလားအမောင်လေးကလူ9ယောက်နဲ့ပါလာသည့ ဝင်းစည်းစလဲတွေကိုလက်ညှိုးထိုးပြလိုက်သည်ဒီလိုလုပ်ပြခမားလူတွေဝင်းတွေကိုကြုံလဲဖို့ကြောင်းနေပြီးလိုက်ခဲ့ကြုံလဲပါတယ်နပွဲပြန်ဧည့်သည်မြေတော်တင်းမောစိတ်ပို့လာတယ်လက်ကအခွင့်ကြီးပဲဒါပေမဲ့ခမားနွားကတော့နားအောင်မှဖြစ်မှာမဟုတ်ရင်တစ်တလုံး300မှမဟုတ်ဖြစ်သွားလိမ့်မယ်အမောင်လေးကတော့သူ့နွားငနေကြီးကိုပဲငေးကြည့်နေသည်အကြီးကျော်တို့ခင်နောင်းတို့ကတော့အမောင်လေးစီမံထည့်တဲ့အတိုင်းလိုက်နာကြကုန်လားဒါပေမဲ့ အတူလာခဲ့ကြတော့လဲတွေကရောကဲကြုံလဲသွားမောင်းလိုက်အောင်မဲပြောရကြအောင်ကြောင်ထဲရထားရိုက်ခဲ့တော့သူ့လဲစီတို့လူစိမ်းခတ်တော့ထွက်သွားသည်ကိုကြီးတာမောင်ကတော့လူစိမ်းပြောသွားတာကိုလက်ခံတင်ကြောင်ပြောသည်ခင်းနှောင်းကတော့ဘာပြောတတ်မှာလဲဒါမှငါတို့အတူသွားလို့ရမှာပေါ့နှုတ်မော်မင်းကြီးကြိုင်ခဲ့မှလည်းမကောင်းငါတို့ကြီးမောင်းသွားမှလည်းစိတ်မဖြောင့်ဖြစ်ရမှာလဲခွင်ကြီးဆိုငနီရုံးနိုင်တော့မှာပါ နပွဲခွင့်ရောက်မှနားရတဲ့ဘောကွာကိုကြီးတမောင်ကသူစဉ်းစားမိတယ်လို့သဘောရိုးနဲ့ပြောချင်းဖြစ်တော့လဲလူတပောက်ထိုးအမောင်လေးကရှုကနေဒေါပွားနေတော့ဤခမရတော့ဒီလိုဖြစ်ရင်ဇွတ်သွားခိုင်းမှလားကိုတမောင်ငွားချီတော့နာနေတဲ့ဟာကိုကြုံမလိုက်မှန်းခင်ဗျားတို့လည်းမထဲဘူးဗျာကိုင်ခင်ဗျားတို့လဲထွက်ကြတော့အဟုတ်တာချစ်ခင်ရအတူလာကြပြီးတော့မှဘယ်နဲ့ကြောင့်ထားခဲ့ရမှာတော့ကွာဟိုလူပြောသလိုခင်ဗျားတို့ကိုသူလဲပေါ်တင်လိုက်ရင်ဖြစ်နေတဲ့ဥစ္စာ မင်းနဲ့ကက်ဆန်ကြီးကြံဖန်ကတ်နေပြန်ပြီကွာဟုတ်သားပဲကွယ်ငါတူနေအတူလာအတူသွားပေါ့နွားရည်နေပူနေတိထပ်ပန်းမှာပေါ့ဖြည်းဖြည်းမောင်းကြတာပေါ့အကြီးကျော်ကကိုကြီးတမောင်ဘက်ကဝင်ပြောတော့အမောင်လေးကပူဒေါသထွက်လာဝင်ရသည်မျက်နှာကြီးနီမြလာကရှက်ရမ်းရမ်းတော့ကြီးကိုင်းကိုင်းတခွင်းမဲပြောတော့မယ်ခမရတို့လက်ရင်သွားကြတော့ထားရခဲ့သခေါ်ရလို့ကျုံမအောင်မိပါဘူးကျုပ်ပါသားကျုပ်အေးဆေးကြမှာမောင်းခဲ့ရင်ရပြီစိတ်ဆူးလို့ပြောတာမဟုတ်ပါဘူးဗျာသွားနေကြပါ အမောင်လေးလက်ပေါက်ကတ်နေပုံကြောင့်မပြေမလည်ဖြစ်ကြရတော့သည်ခင်နှောင်းကတော့အော်သာငိုလိုက်ချင်ပြီးတော့ဤဘလို့မှပြောရမည်မဟုတ်မှန်းသိကြတော့ကိုကြီးတမောင်တို့ရွာလဲပြီးမောင်းထွက်သွားကြသည်လူစိမ့်ရင်လည်းသည် ကုန်းထိတ်ကိုမော့တက်လာပြီးခင်နှောင်းတို့ပဲထိုးရက်လိုက်ဤကဲကဲအကြီးတို့ကျွန်တော်တို့ဒီလဲကိုကြောင်းကြအကြီးကျော်ကကြောင်းလိုက်ချင်းဒီမှာဖင်ကြွားကြွားလက်မရက်ပြီးခီးဖြစ်နေပြီအစားကိုကြီးကျော်နံရောက်ချင်လာပြီမဟုတ်လား ။ပါဇက်ကတဖောက်ဖောက်ယူရင်းကိုကြီးကျော်ကိုတောင်းပန်နေလိုက်ဒီမှာအမြုပ်ထလိုက်မတက်။မမီဆန်တို့နှစ်ယောက်ကတော့အမောင်လေးကိုမျက်စောင်းမထိုးဝင်းကြတော့လေ။မျက်နာကြီးစုပ်ပုတ်နေကြသည်ခင်နှောင်းကတော့အကိုဖြစ်သူကြီးအရင်ကဲကိုလာကြည်နေရတော့ဤဒီမိုင်းလူခမရလဲအမှန်တည်တယ်ဒါပေတိခမရလဲနဲ့ကြုတ်လို့မလိုက်တော့ဘူးသွားနေမှာဗျာကိုကြီးတမောင်တို့နဲ့ဖြစ်သည့်ဒေါသကအချိန်မသေးသေးတော့အမောင်လေးလေးတန်းကမဆက်နေသည်လူစိမ်းကတော့အမောင်လေးကို တုံးကြည့်လိုက်ရင်ကိုင်းသဘောပါဗျာတခွင်းနဲ့ဆိုကသူ့လက်ကိုအေးစစမောင်းထွက်သွားတော့ဤပေါင်းမိုးပေမပါတော့သူ့လက်ခွင်ကြီးမှာနှီးကြောဖျားကြီးတစ်ချက်ပြက်ပြက်ကြီးခင်းထားလိုက်လို့စီးလိုက်ချင်းစရာပြီးတော့ဒီလောက်ကူညီခဲ့တဲ့သူကိုကျေးဇူးတင်ကြောင်းရွာဘက်ရောက်ရင်အလဲဝင်ခဲ့ဖို့ဖိတ်ပါကြောင်းဘယ်ရွက်ဘယ်ရာကဆိုတာသိကျင်မှာကြောင်းစသဖြင့်လောကဝိကလေးလောက်တော့အမောင်လေးပြောဖို့ကောင်းသည်အခုတော့ ဖျားပြီးညံ့ဖြက်ပြတ်တောက်လုံးသည်သို့သောခင်နှောင်းတို့ဘာတက်နိုင်မှလဲအမောင်လေးဤကဖိုးကဖက်နိုင်မှုကိုခင်နှောင်းစိတ်ခဲခုရခုရဖြစ်နေမိလည်သည်အိမ်ပြန်ရောက်ရင်အမေကိုတိုင်ပြီလို့တေးထားလိုက်သည်အကြီးကျော်တို့သားမိတွေကိုလည်းခင်နှောင်းအားနာနေမိသည်ခေါ်သူကခေါ်ပါလေမလိုက်ရသည့်အဖြစ်ခင်နှောင်းရင်လည်းဝမ်းနဲ့လာမိသလိုလိုခီးကဝေးသေးသည်ပြီးတော့လက်ခုလက်ကြီးမှာနေပူပူကြီးထဲမှာ ပြီးတော့နာမလားသွားမလားခုရီမသိကြကလေးတယောက်လိုခြေဆောင်ငိုရင်တော့ဒီအော်ဟုတ်လူကျုံးမီလဲမထောင်းထရိုရွာသားကိုကြီးညိုလို့မင်းရပြီဗျာရောက်ခရင်ပေါ့ဗျာလေမောင်းထွက်သွားရမှာနောက်ပြန်လက်អော်လိုက်တော့အတန်ဝါကြီးကျောက်ကမ်းမတော်ဝိုက်ဟိမ့်သွားတယ်လို့ထင်ရ၏ထရိုသားကြီးညိုတဲ့ထရိုရွာသားကိုကြီးညိုပေါ့ ခေလောင်းလှမ်းကြည့်လိုက်တော့တော်တော်ဝေးဝေးကိုရောက်နေပြီလက်အခွင့်ကြီးကလိုက်ခေရောပါလားလို့ခုံနေတယ်ရောသို့တော့လဲပေါ်စိတ်နဲ့လိုက်ပါကြည့်ဖို့တော့မရဲပါတတော်ဆိုတော့နန်းကြီးရွာပေါ့ကိုကြီးကျော်ရဲ့နေကန်ရွာကပေါ့ကဲငနေကြီးတပည့်ရွှေရအောင်ငါတို့မများလာဟထွက်လာမှတော့ရောက်မှာပေါ့ခဏနေသွားကြတာပေါ့အမောင်လေးပင်လေကလေးပျော့သွားသည်ကျောက်ဖက်စီကနပွဲလဲတွေတကြုံကြုံ ဝေကနေအော်ဇန်တွေကစီစီညံနေလေ၏